မင်္ဂလာပါရှင်အေဂျင့်မြန်မာ channel ကနေပြောပရိသတ်များအားလုံးကိုပြန်လည်ပြောကြိုဆိုပါတယ်ရှင်ပရိသတ်များရှင်ဒီနေ့မှာတော့စာရေးသူညံထက်ရောင်စင်ရေးသားထားတယ်ဖို့ထုနဲ့ဥစားဆောင်ပါလေဆိုရဲဇလန်လေးကို အစားဆုံးတင်ဆက်ပေးသွားကြပါမယ်ဇလန်လေးမစားတဲ့ခင်မှာတော့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုပါတယ်ရှင်ကျေးဇူးတင်ပါတယ်ဒါဆိုရင်ဇလန်လေးကိုစတင်ပြီးတော့နားဆင်လိုက်ရအောင်ပါရှင် ကျောတို့ရွာကိုရွှေညာဝင်ရွာလို့ခေါ်တာကရွာထဲကညာဝင်ကြီးရဲ့ပင်စီကရွှေရောင်ဖြစ်နေလို့ဆိုတော့ခမားတို့သိပြီးသားဖြစ်မှာပေါ့ကျောတို့ရွာကအေရရီမြေကန်ပေးမှာရှိရတယ်ဗျာမြေကန်နှစ်ပေးမှာဆိုလက်မှုပင်တွေကတန်းစီပြီးပေါက်နေတာဗျာကျောတို့ရွာသားတွေအတွေ့အဲ့ဒီလက်မှုပင်တွေကအသုံးဝင်နေရွေးတခါမိုးတခါထင်းလို့ဖို့အတွက်အဲ့ဒီလက်မှုပင်တွေကိုခုတ်ရတယ်ဗျာရေကြချိန်မှာလက်မှုပင်တွေကိုခုတ်အကိုင်းခက်တွေကိုရှင်းလင်းထားပြီး ရေတက်ချိန်မှာလှေတွေနဲ့တဲရတာပေါ့ဗျာအခုလေမိုးရင်းတုံကလှုပ်ထားတဲ့ထင်းတွေလည်းကုန်းတလောက်ဖြစ်တော့မှာမဟုတ်လို့ထင်းတွေထပ်လှုပ်ရသေးရဲ့ဗျရွာကထိန်ဘွဲတုံကဖြစ်သွားတယ်ဖြစ်ပြန်ကြောင်းလိုဝေလည်းတတော်ကိုထိတ်လန့်သွားကြတယ်တို့တငယ်ချင်းတက်ပြန်လဲကျွဲကြုံနဲ့ခတ်မိပြီးရွာကထိန်ဘွဲမှာအသက်ပေးခဲ့ရလိဗျာတက်ပြင်းရဲ့အဖေနဲ့အမေဆိုပါလေသူတို့သားလေးတွေတတော်ကိုပူဆင်းရပါဗျာကျွဲရုပ်ထဲကိုအရှက်မူပြီးဝင်ကနေရဲ့ ကိုငွေဖို့ကိုလည်းလူတွေကဝိုင်းပြီးအပြစ်တနေကြပေါ့အခုကကထိန်ဝဲကြီးပြီးသွားပြီဆိုတော့လဲတဲ့ကစပားတွေတင်ဖို့လောက်ရတယ်ဗျစပားတင်ဖို့လောက်ရတာလည်းပြင်းမှန်းနေစပားမသိငယ်ကောက်ရိပ်ဖို့လူတွေကိုငှားရတယ်ဒီလိုအချိန်ဆိုစပားတွေကကိုစီရိတ်နေကြမို့လူတွေကိုကြိုပြီးငှားရတယ်ဗျမဟုတ်ရင်စပားရိတ်ဖို့လူတွေရှိမှမဟုတ်ဘူးလေဗျအဲ့ဒီခါကျစပားတွေကရိတ်တာနောက်ကြပြီးတော့မရဖြစ်ကုန်ရောလူတွေငှားပြီးရင် လေကင်းထဲကစပားတွေကိုရိုက်တယ်ဗျရိုက်ပြီးရင်စပားတွေကိုကောက်လိုက်ပြီးမစီသေးပဲနဲ့တနေ့လောက်လှမ်းထားလိုက်တယ်တနေ့လောက်လှမ်းပြီးရင်ရိုက်ထားတဲ့စပားတွေရဲ့ရိုးတံတွေကခြောက်သွားတော့စီးရတာလည်းအဆင်ပြေသွားရဲ့ဗျစပားရိုးတံတွေပါခြောက်သွားတော့ထမ်းရတာလည်းပေါ့တာပေါ့ဗျာစပားရိုက်ပြီးပြီးချင်းနေမလန်ပဲကောက်လိုက်စီပြီးထမ်းရင်အရှမ်းလေးတယ်ဗျကောက်လိုင်းတွေစီးပြီးရေနေရာတစ်ခုတည်းကိုစူပြီးထမ်းပေါ်ရတယ်။ကောက်လိုင်းတွေကိုတော့တပိုးနဲ့တည်းရတယ်။ ပြီးတော့မှချွေလေးစနဲ့ချွေရတာပေါ့ဗျာ။ကျောက်တို့ရွာရဲ့အရှိဘက်မှာကြုံစုရွာရှိရဲ့ဗျ။ကျောက်တို့ရွာရဲ့ကြုံစုရွာရဲ့ကြားမှာတော့လဲခွင်းတွေအများကြီးရှိရဲ့။ရွာထဲကလူတချို့ရဲ့လဲပေးဆိုရဲကြုံစုရွာနာထေရအောင်ကိုရှိရဲ့။အဲ့ဒီဘက်ကလဲခွင်းတွေကိုကြာအနှိပ်ဘက်လို့ခေါ်တယ်။အဲ့ဒီဘက်မှာကစပါးတမျိုးတွေစိုက်လို့ရတယ်။ကျောက်တို့ရွာဘက်ကကြတော့ကုန်းဘက်ပေါ့ဗျာ။ကုန်းဘက်ကလဲခွင်းတွေကကြတော့ငရုတ်ပေစပါးတွေစိုက်လို့ရတယ်။အဲ့ဒီအနည်းဘက်ကလဲရှိရတဲ့တွေက အိမ်နဲ့ဝေးကြတော့လဲတဲ့စင်းရင်ထမင်းဟင်းတခါလေးယူသွားတာပြို့ညနေအလုတ်သိမ်းမှသာပြန်လာကြတာမဟုတ်ရင်သွားရလာရနဲ့အချင်းကကုန်းနေရကိုကျို့တို့လဲဒီနေ့ကုန်းဘက်ကလဲမှာစပားရီချွေပြီးတော့လဲထဲမှာတနေလှမ်းထတာပေါ့စပားရီကတော့မချောက်သေးဘူးဗျညနေဆောင်တော့ကျို့တို့လဲစပားရီကိုလုံးပြီးတော့တာလဘက်တွေနဲ့အုပ်ထားလိုက်တယ်တာလဘက်ပေါ်မှာတော့ကောက်ရိုးတွေနဲ့အုပ်ထားလိုက်တယ်ဗျညနေမိုးချုပ်ခါစားအချိန်မှာကျုပ်ရေချိုးလိုက်တယ်ပြီးတော့ထမင်းစားလိုက်တယ် ဟင်းကတော့အမိနဲ့ရငခုစီပြန်ဟင်းလေးမို့ကျုပ်စားတာအနည်းဆုံးတော့သုံးပကံပေါ့ကျုပ်ထမင်းစားပြီးလို့အိမ်ပေါ်မှာထားနေတော့တန်ကလာရောက်ချလာတယ်ဗျကိုကြီးဖို့တူထမင်းစားပြီးပြီလားဗျအေးစွန်းနကမှပြီရတန်ကလာရမင်းရောစားပြီးပြီလားစားပြီးပြီကိုကြီးဖို့တူရကိုကြီးဖို့တူဒီညကစဘာကင်းသွားဆောင်အေအောင်ပါလားကျုပ်တို့မမကစဘာကလည်းထဲမှာလှမ်းထားပြီးမချောက်သေးရင်လည်းထဲမှာပဲထားခဲ့ရတာပြီးတော့ညဘက်ဆိုသွားဆောင်အေးရတာ ခိုးမဲ့သူတွေရှိမရှိတော့မသိဘူးဗျ။ကျတို့ကတော့လက်ထဲမှာကောက်ရိုးပုံကိုလှိုင်းပုံစံလုပ်ပြီးအိပ်ရတာတို့လက်ထဲမှာဖြားခင်းချနောင်ထောင်အိပ်ပြီးကောင်းဝင်ဘော်ကလာမင်းစီကိုကြည့်ရတဲ့အရာတာကိုကြိုက်မိနေရဗျာ။အခုလေကျတို့စပားတွေမချောက်သေးရကိုသိလို့တန်ကလာမေးရဗျာ။အေးသွားအိပ်ရအောင်မဲကွာစပားကတပတ်ကာလမှချောက်မယ်တဲ့နဲ့။ဟုတ်ကိုကြီးဖို့တို့အဲ့ဒါဆိုကျုပ်လည်းလိုက်အိမ်မယ်လေ။အိုလေထုံးညွန့်နဲ့အရှိလေးတို့နားပါစေ။ ကွင်းထဲမှာကညဘက်အေးတယ်ဗျာ။ပိုးလေးနဲ့အရေးတို့ကလည်းအသက်ရွယ်ရနေပြီမဟုတ်လား။အမေငါတို့ကဘာလို့အရွယ်ရရမှာလဲတန်ကလာရ။မင်းတို့ကလည်းထဲမှာဆော့ကျင်နေတော့မလား။ရွာထဲသွားပြီးပြန်လာတယ်။ကျောက်အဖေနဲ့အမေကတန်ကလာပြောတာကြားပြီးပြောလိုက်တယ်ဗျာ။အရေးနဲ့ဦးလေးကလည်းကျောက်ကလည်းလဲလိုက်အေးရပြောလို့ပါဗျာ။ပြီးတော့ဦးလေးတို့ကိုတကယ်စိတ်ပူလို့ပါ။အေးပါ။အဲ့ဒါဆိုမင်းအကိုဖိုးထူနဲ့လိုက်အေးလေ။တတိပရိယနဲ့လည်းအေးကြအောင်။မင်းအိမ်ကိုရောပြောပြပြီလား။ ပြောပြပါပြီဦးရဲ့အမေတို့ကကိုကြီးဖို့တုနဲ့ဆိုဘဲတတာလှုပ်ပါတယ်ဗျအဲ့ဒါတော့ဟုတ်တယ်ဗျတန်ကလာကကျုပ်ထက်၃လနှစ်လောက်ငယ်တာသူကသူနဲ့ရွယ်တူရင်းနဲ့မပေါင်းပဲကျုပ်ကိုအယမ်းခင်တာဗျပြီးတော့ကျုပ်ကလည်းအတော့စားမရှိရောသူတို့အိမ်ကလူတွေလည်းစိတ်ချတာပေါ့ဗျကျုပ်တို့လည်းအမေနဲ့စကားခဏပြောပြီးည9နာရီလောက်မှာဖျားရှေဖို့ချင်အောင်ဆောင်တွေနဲ့လွယ်အိမ်တွေပြီးထွက်လာလိုက်တယ်ကျုပ်လွယ်ထဲမှာတော့လောက်လေးกว่าရဲ့လောက်စလုံးရဲ့ ဓမြောင်တလက်လည်းပါတယ်ဗျာပြီးတော့ရှားကြီးဘိုးမင်းထင်ပေးခဲ့တဲ့အင်းတွေစစ်ဝေးတဲ့ပါတယ်ကျတို့လည်းတဲရောက်တော့ပစ္စည်းတွေကိုချထားလိုက်ပြီးကောက်ရိုးတွေကိုသွားတယ်တယ်ဗျာပြီးတော့ကောက်ရိုးတွေကိုမြေကြီးပေါ်ထူထူဖြန့်လိုက်တယ်ကောက်ရိုးကကျတို့အတွက်တော့ဇင်ကံမှွေရာကြီးပေါ်ဗျာကောက်ရိုးပေါ်မှာဖျားကိုထက်ခင်ဘေးဘက်မှာလည်းခြံောင်ကျိုးချီပေါ်တန်လေးတန်ဆိုင်ပြီးခြံောင်ထောင်းလိုက်တယ်ပြီးတော့ကျုပ်လည်းဖျားပေါ်လှဲလိုက်တယ်ကျတို့ခြံောင်ကစခြံောင်ဆိုတော့ဘေးနဲ့အပေါ်ကို အကုန်ရှိချက်လေးလေးမြင်နေရတယ်။တန်ကလာကတော့ကြောက်ယူလာပြီးရဲ့မော့ကိုစားနေရဲ့ဗျ။ကျောက်ကတော့ထိန်ထိန်သာနေရဲ့။ကောင်းကင်ဘော်ကလာမင်းကြီးကိုကြည့်ပြီးတောင်းတေးမြောက်တေးပေါ့ဗျာ။ကိုယ့်ဖို့တူအိပ်ပြီလားဗျ။တန်ကလာကမုံစားနေရင်းမေးလာတယ်။မအိပ်သေးပါဘူးတန်ကလာရပါဖြစ်လို့လေ။ကျောက်တို့အခုအိပ်နေရဲ့နေရာနဲ့ဟိုကုန်းထဲကတိတ်မဝေးဘူးနော်။ဖေကုန်းနဲ့တန်ကလာရအနေဖက်ကကိုကိုပင်အကြီးကြီးရှိရဲ့ကိုကိုကုန်းနေဗျာ။ အနိမ့်ဘက်ဆိုတာကကြုံစုရနေနေရယ်လက်ဝင်းဘက်နေရာကိုပြောတာလေဗျာ။အော်တိတ်မဝဲဘူးလေကွာဘာဖြစ်လို့လဲ။ကိုကြီးဖူးထူပါလေ။အဲ့ညာကဥစ္စာဆောင်တွေရှိရယ်လို့လူကြီးကြီးပြောတာမကြဘူးဘူးလား။အော်ကြားဘူးလေလေကွာဘာဖြစ်လို့လဲ။ကိုကြီးဖူးထူကလည်းဗျာ။ကိုကြီးဖူးထူဥစ္စာဆောင်ကိုမြင်ဘူးလား။မမြင်ဘူးဘူးကွာတရေပြီးတော့မြင်ဘူးတယ်။ကိုကြီးမကြောက်ဘူးလား။မကြောက်ပါဘူးကွာဒီလိုပါပဲ။မြင်နေကြဖြစ်သွားတော့မကြောက်တော့ဘူးပေါ့။ကိုကြီးဖူးထူတာမကြောက်တာ။ ကျောက်စုံမြင်တာနဲ့တတိလိမလားမသိပါဘူးဗျာမင်းတရရွေမြင်တော့တတိလိမလိမသိဘူးတန်ကလာရဒါပေမဲ့ဥစ္စာဆောင်မတွေကတော့အရန်ချောတယ်လို့ကြားဖို့တယ်ဥစ္စာဆောင်မကိုမြင်ရင်မင်းကြိုက်တောင်ကြိုက်မိမလားမသိဘူးတန်ကလာရအမလီဖက်ဖက်ဖက်ရဲပါစီဖဲပါစီဗျာစိုက်လည်းမကြိုက်ဘူးတွေ့လည်းမတွေ့ပြစင်းနေဗျာတန်ကလာကပြောရင်ကြောက်လို့ဆောင်ကိုခေါမှုချုံပြီးတော့အဲ့ရောဗျာကျောက်ကတော့သူ့ကိုကြည့်ပြီးရင်မိရပေါ့ဒဇက်တဲ့အဲ့ဒီနေရာအကြောင်းတွေးမိသွားတယ်ဗျာ တန်ကလားပြောတဲ့ကုတ်ကုတ်ကောင်းဆွေနေရကဥစ္စာဆောင်တွေရှိရဲ့လို့လူတွေအပြောများတယ်။အဲ့ဒီအနေဘက်ကနည်းနည်းမြင့်တဲ့မြင်းနေရမှာကိုကိုပင်အတီးတီးတပင်ကပေါက်နေလို့ကိုကိုကုန်းလို့ခေါ်ရပြတခါတလေလာပြညရီဆိုအဲ့ဒီကိုကိုပင်ကြီးမှာနှွေသူကိုဒန်းစီပြီးဆော့နေရဲ့မိန်းကလေးတွေကိုတချို့လူတွေက မကြခဏမြင်ပြီးသရေ၆တဲ့ဥစ္စာဆောင်ရှိရဲ့ပြောကြတယ်။ဒါကြောင့်အဲ့ညာကိုညာဘက်တွေဘယ်သူမှသိမသွားရဲကြဘူးဗျ။ဖိုးသူတို့အိတ်ကြပြီလားကွာ ကြောက်တွင်းနေတော့အပြင်ဘက်ကနေမိတဲ့အတန်ကြားလိုက်ရတယ်။ကြောက်လက်ထမင်းနဲ့ထိုးစီလိုက်တော့။ဦးလေးထွန်းကိုပါလား။စဘာသွားဆောင်အိတ်တော့မလို့လား။အေးဟုတ်တယ်ဖိုးထူရ။ဦးလေးထွန်းကိုကရွာတောင်ပိုင်းကဗျ။ဦးထွန်းကိုရဲ့လဲကကျုံ့တဲ့တန်ကလာတို့ပြောနေရဲ့။ဥစ္စာဆောင်တွေရှိရဲဆိုရဲကုတ်ကုတ်ကုန်းဆွေနီယာနာမှာရှိနေရ။ကိုမြမင်းရောမပေါ့လားဦးနီယာ။မြမင်းကအစောကြီးတည်းကသွားနေပြီဖိုးထူရ။ငါးခုမှလာတာ။အော်ဒါဆိုလဲသွားလေဦး။အဲ့ညာက ဥစ္စာဆောင်ရှိတယ်လို့လို့တရေရှိတယ်လို့ ਨੇ လူတွေပြောကြတာများတယ်မလားအေးကွာငါတို့လည်းတကားမမြင်ဘူးပါဘူးဖို့တို့ရာလူတွေရဲ့ဗဇက်တွေဆိုရလဲမင်းတို့သိတဲ့အတိုင်းပဲငါသွားပြီဟေ့အိုးတွန့်ကပြောပြီးသွားတယ်ဗျကျောက်လဲတန်ကလားကိုခြေလိုက်တော့ဒီကောင်အိပ်ပျော်နေပြီကျောက်လဲစပားဆောင်းလိုက်အိတ်တိုင်းနဲ့တညတာကုံသွားတယ်ပေါ့ဗျာစပားတွေချလို့အကုန်လုံးတင်းပြီးကုန်ပြီဗျဒီညနေကစပားတင်းတာဆိုတော့အိမ်မှာကြက်သားနဲ့ဘူသေးကလတာဟင်းချက်တယ် စပါးကိုထန်းတဲ့လူတွေကိုကြေးဖို့ပေါ့ဗျာအရက်တောက်တက်တဲ့လူတွေကိုလည်းအရက်တိုက်တာပေါ့စတုရွာကလူတွေကတယောက်အလုပ်ကိုတယောက်ဝိုင်းကိုလုပ်ကြတယ်ကျုံတဲ့တန်ကလာကတော့အရက်မတောက်ကြတော့ချက်သားဟင်းနဲ့ဓမင်းကိုအဝစားလိုက်တယ်အဖေတို့ကတော့ကိုလုပ်ပြီးရဲ့လူတွေနဲ့စကားပြောနေကြပေါ့စပါးတင်ပြီးပြီဆိုတော့ကျုံလည်းအိမ်မှာနားနေရပေါ့ဗျာစောင်းတင်းပင်မဲ့နေ့လည်ပဲဆိုတော့အိမ်ပေါ်မှာကပို့တယ်လေဗျာအဲဒါကြောင့်ကျုံတဲ့အိမ်နောက်ဘေးမှာရှိရဲ့ကိုကိုပင်ကြီးရဲ့အောက်မှာဖြာခင်းပြီးအိတ်နေရပြော ကျောင်းအိမ်ညောင်တယောက်ကလာနိုးလို့ကြုံနိုးသွားတယ်။ကြောက်ကြည့်လိုက်တော့ကြောက်အဖေပြားအပိုင်ဘာဖြစ်လို့လဲဗျ။ကြောက်ကကြောက်အဖေကိုအပါကြီးအမေကိုအမေကြီးလိုပဲခေါ်တာ။ဖုန်းအင်းကျောင်းမှာဆရာတယောက်ရောက်နေရတဲ့ဖို့သူရဲ့မင်းဦးလေးထွန်းကိုကပြင်လာလို့ကြားတာပဲ။အဲ့ဒါမင်းဦးလေးထွန်းကိုကမင်းကိုခေါ်ခဲ့ဖို့လူကြုံနဲ့မှလိုက်လို့မင်းကိုလာခေါ်နှိုးနေအား။ကိစ္စတခုခုဆိုရင်မင်းကိုကြည့်လို့ရရင်ကိုကြီးလို့ရအောင်ပေါ့။ဟုတ်လား အဲ့ဒါဆိုကျောက်ဖုံးကြီးချောင်းသွားမယ်အပိုင်းကျောက်လေးမျက်နှာတည်ပြီးဖုံးကြီးချောင်းကို ထွက်ခဲ့တယ်။ဖုံးကြီးချောင်းရောက်တော့ကျောင်းနိုင်ဦးစင်ကိုမတွေ့ရဘူးဗျ။နေ့လယ်ပဲမှကျင်းကြီးရဲ့ထင်တယ်။ကျောင်းထဲမှာတော့ဦးထွန်းကိုနဲ့အတူလူစင်းတယောက်ကိုတွေ့ရဗျ။အသက်ကတော့60ဝန်းကျင်လောက်ပဲ။ဖိုးထူးတို့ကတော့စပားသိမ့်ပြီလို့အေးစိနားနေရပေါ့။ဦးထွန်းကပြောတယ်ဗျ။ကျောက်လေးအနားသွားထိုင်လိုက်ပြီ။ဟုတ်တယ်ဦးရ။ဦးလေးထွန်းကကျောက်ကိုခေါ်ဖို့လူကြုံမှလိုက်တယ်လို့အပိုင်းပြောပြလာခဲ့တာဦးရ။ ဒါနဲ့ဒီဟာကိုကထလန်းစရာလားကျုပ်ကပြောလိုက်တော့အဲ့ဒီလူကြီးကကျုပ်ကိုကြည့်ပြီးပြောနေရဲ့ဗျာပြီးမှဘိုးကခုနှစ်ရက်သားသမီးတွေကိုကိုညီနဲ့လူတယောက်ပါဘိုးနာမည်ကဘိုးတေလို့ခေါ်ပါတယ်တရားလူလေးကဥထွန်းကိုပြောတယ်ဖိုးထုထင်ပါတယ်ဥထွန်းကကျုပ်အကြောင်းကိုပြပြထားထင်နေဗျာဟုတ်ပါရဲ့ဆရာဘိုးလို့ခေါ်လေရပါတယ်လူလေးရဲ့ဟုတ်ကဲ့ဘိုးဒါနဲ့ဦးလျာဘိုးကိုသွားပြင်လာလားဟုတ်တယ်ဖိုးထုတရားဆရာဘိုးတေက ဟိုဘက်ရွာမှာပယောဂကုနေရကြလို့ငါသွားပင့်လာခဲ့တာကွာဖို့တူရ။ဦးလေးတို့အိမ်မှာပယောဂဖြစ်နေလို့လားဗျာ။ဦးထွန်းကွာသွားပင့်လာတယ်ဆိုတော့သူတို့အိမ်မှာတကူကူဖြစ်နေတယ်ထင်လို့ကြုံမိလိုက်တယ်။အေးပယောဂလာဘာလာတော့မသိဘူးဖို့တူရ။မင်းရဲ့ကိုမြမင်းပေါ်ကွာ။ကိုမြမင်းကဘာဖြစ်လို့လဲဦးလေးရဲ့။မြမင်းရဲ့ပြုတ်မှုတွေကလွန်ခဲ့တဲ့၄-၅ရက်လောက်တည်းကထိုးစက်နေခဲ့တာဖို့တူရ။သူအားတဲ့အချိန်တိုင်းအိမ်မှာမနာဘူးကွာ။တနေ့ကအပြင်းမဲလျှောက်သွားနေရ။ ညနေဆောင်လို့အိမ်ပြန်လာလို့မေးကြည့်တော့သူကအနေဘက်ကကုကုကုံကိုတွားနေရတဲ့တနေကုန်အဲ့မှာနေအောင်အလုပ်တွေကမရှိဘူးလေကွာစပားလဲတင်းပြီးပြီကိုသူကအဲ့လိုဖြစ်တော့ထူးဆန်းနေရပေါ့မနေ့ကလည်းဟိုကုကုကုံစီကိုတွားဖို့လုပ်နေရငါ့လည်းသူ့ကိုစိတ်ပူလို့မတွားဖို့ပြောတော့သူကလည်းမတွားတော့ဘူးဆိုပြီးတော့သူ့ခံနေပြန်ဝင်သွားတယ်ငါကလည်းအိမ်ရအလုပ်တွေလုပ်နေတော့ဒီကောင်တတိယလို့တွားကြည့်တော့ဒီကောင်အခန်းထဲရှိမနေဘူးကွာသူ့ရဲ့ဗရင်ပေါက်တကားကလည်းပွင့်နေတော့ငါ့လည်းအတော်စိတ်ပူသွားတယ် ငါ့ကိုလည်းအိမ်နဲ့အနီးနားမှာလိုက်ရှာတာမတွေ့ဘူး။ရွာထဲရှာလည်းမတွေ့ဘူး။ဒီကောင်ကုတ်ကုတ်ခုံကိုသွားတာပဲဖြစ်ရမယ်ဆိုပြီးငါတို့လည်းကုတ်ကုတ်ခုံကိုသွားကြည့်ရပေါ့။အဲ့ဒီမှာဒီကောင်ကကုတ်ကုတ်ပင်စီရဲ့အရှိမလဲကြနေရကို တွေ့လိုက်ရတယ်။အသက်ကတော့ရှူနေပေမဲ့ခေါ်နှုတ်လို့မရဘူးဖြစ်နေရ။အဲ့ဒါမို့ငါလည်းဆရာကြီးဘိုးတွေကိုသွားပင်လာခဲ့တာ။ဟုတ်တယ်ဖိုတိုအခုကိစ္စကဘိုးစိတ်တယ်။အဲ့ဒီကုတ်ကုတ်ခုံမှာရှိတဲ့ဥစ္စာဆောင်မှတယောက်နဲ့သူကချစ်ကြိုက်မိပြီထင်တယ်။ဘိုးတွေကဝင်ပြောတယ်ဗျာ။ ဟုတ်လားပေါ့ဥစ္စာဆောင်တွေကတကယ်ရောရှိလို့လားပြီးတော့သူတို့ကလူသားနဲ့ချစ်ကြိုက်လို့ရတယ်တယ်လားကျောက်ကတိကျင်လို့မေးလိုက်တယ်ဗျချစ်ကြိုက်လို့ရတာပေါ့ဖိုတိုရဲ့ဥစ္စာဆောင်ဆိုတာပစ္စည်းဥစ္စာတွေကိုဆောင်ရတဲ့ပိတ်တာဖုံသားတွေကဖိုတိုရဥစ္စာဆောင်ကိုအမျိုးစားခွဲရမယ်ဆိုရင် အမျိုးစား၃မျိုးရှိရဲ့သူတို့အုပ်ချုပ်တာက ကိုဝေရနတ်မင်းကြီးရဲ့လက်အောက်မှာဖုံတကူအတော်တန်ရှိရဲ့ပုံမစိုးနဲ့တွေကအုပ်ချုပ်တယ်ဥစ္စာဆောင်တွေမှာလည်း သူတို့အစင်းအလိုက်တကူအိတ်တီအတင်းတင်းရှိကြတယ်။သူတို့ရဲ့မူလရုပ်ရှင်သဏ္ဍာန်ကဘလောက်အကြီးတန်နေပါစေ။သူတို့ကိုယ်ကိုမင်းသမီးတွေထဲလှပအောင်ဖန်ဆင်းပြီးလူသားမိနဲ့ဆက်ဆံနိုင်ကြတယ်။အခုမြန်မင်းကိုဥစ္စာဆောင်မလီယာခြေကြိုက်လို့ညှို့ထားပြီးသူတို့ရဲ့တိုင်နှံကိုခေါ်သွားရတဲ့နေ။အခုမြန်မင်းရဲ့ဝိညာဉ်ကသူတို့ရဲ့တိုင်နှံမှာရှိနေလိမ့်မယ်။ဘိုးတို့သူ့ကိုအမြန်သွားခဲ့ရလိမ့်မယ်ဖို့တို့။မဟုတ်ရင်မြန်မင်းကအဲ့ဒီမှာပျော်မွေ့သွားပြီး အခုဘဝကိုရော သူမိဘတွေကိုပါမှေ့သွားလိမ့်မယ်။အဲ့ဒီခါကျသူ့ကိုကဲဖို့အရန်နောက်ကျသွားလိမ့်မယ်။ဟုတ်ကဲ့ဗို့အခုကိစ္စမှာကျွန်တော်ကဘယ်လိုကူညီပေးနိုင်မလဲ။ကူညီပေးလို့ရတာရှင်ကျွန်တော်ကူညီချင်ပါတယ်။ဦးထွန်းကိုပြပြထားလို့လူလေးရဲ့အကြောင်းလည်းဘိုးသိပြီပါပဲ။ဒီကိစ္စကိုဆောင်ရွက်ဖို့အတွက်လူလေးဘိုးနဲ့လိုက်ခဲ့မလား။ဘိုးတို့တိုက်ထဲကိုရောက်လို့ညမင်းနဲ့တွေ့ရင်သူကဘိုးကိုသိမှာမဟုတ်ဘူး။လူလေးကိုတော့သိပြီးသားမလို့လူလေးခွင့်ရင်သူပြန်လိုက်လာမှာ။ ဗိုးဒီကကျုပ်ကိုအဲ့လိုပြောတယ်ဗျ။ကျုပ်ကလည်းဒါမျိုးဆိုစိတ်ဝင်စားပြီးသားလေဗျ။ဒါကြောင့်မလို့ချက်ချင်းပဲကျုပ်လိုက်ခဲ့မယ်လို့ပြောလိုက်တယ်။အဲ့ဒါဆိုဦးထွန်းကအိမ်မှာပြန်နေပြီးတော့မြမင်းရဲ့ခန္ဓာကိုယ်ကိုစောင့်ရှောက်ထားပါ။ကျုပ်တို့ကကုတ်ကုတ်ကုန်းကိုသွားပြီးမြမင်းရဲ့ဝိညာဉ်ကိုပြန်ခေါ်လာခဲ့မယ်။ပြီးတော့ကျုပ်ပြောထားတာကိုလည်းမမေ့ပါနဲ့တော့ဦးထွန်းကဘိုးဒီနဲ့ဦးထွန်းကကျုပ်မလာခင်ကဘာတွေပြောထားလဲမသိဘူး။ဘိုးဒီကဦးထွန်းကိုမမေ့ဖို့တတိပင်းနေရဲ့ဗျာ။ပြီးတော့ဦးထွန်းကပြန်သွားတယ်။ ဆုံးလေးအင်ခနာပြန်ပြီးအပါကြီးနဲ့အမေကြီးကိုပြန်ပြောလိုက်တာပေါ့အပါကြီးတို့ကလည်းတုပ်ကိုစိတ်မချပေမဲ့ကိုမြမင်းတွေလည်းစိတ်ပူတာကြောင့်လှုပ်တယ်။ကျုပ်လည်းလွန်နေကြလွယ်လေးလွယ်ပြီးအိမ်ကနေဖုန်သေးချောင်းစီကိုပဲပြန်ထွက်လာခဲ့လိုက်တယ်။အဲဒီကနေမှဘိုးတင်နဲ့အတူကိုကိုကုံကိုထွက်လာခဲ့တယ်။ကိုကိုကုံကအပင်ကြီးရှိကိုရောက်ပြီးပြဘိုးတင်ကအပင်ရှိရက်လိုက်ပြီးဖောထုရဲ့အခုဘိုးတို့ကတိုက်ထဲဝင်မှာနော်။တိုက်ထဲမှာကရွှေငွေရတနာတွေအများကြီးတွေ့ရလိမ့်မယ်။ ဒါပေမဲ့အဲ့ဒါတွေကိုလုံးဝမထိနဲ့တော့မဟုတ်ရင်ဘိုးတို့ဒုက္ခရောက်နိုင်မယ်ဘိုးနောက်ကနေသာလိုက်ခဲ့ဘာအန်တီမှမဖြစ်စေရဘူးဘိုးတွေကပြောပြီးလွယ်ရည်တဲကအင်းချက်တစ်ချက်ထုတ်လိုက်တယ်ပြီးတော့ဗဆက်နာတက်ပြီးတခုခုရွှတ်စုံနေရဲ့ပြီးရနေအပင်ကြီးကိုပြက်လိုက်တယ်ဟောဆိုတဲ့အတန်နဲ့တူကိုကိုပင်ကြီးရဲ့ပင်စီကနေလူပင်လို့ရတဲ့တကားပါတခုကိုတွေ့လိုက်ရတယ်ဘိုးနောက်ကနေလိုက်ခဲ့တော့ဖို့တူရဲ့ကျောက်လက်ဘိုးတွေနောက်ကနေလိုက်ခဲ့တယ်ဒီလိုနဲ့ကျောက်တော်ဝင်သွားပြီလမ်းနဲ့နဲ့ရှောက်မီရော့ မျက်လုံးပြပြနဲ့ဘလူးကြီးနှကောင်ကိုတွေ့လိုက်ရတယ်။ဘိုးတေလည်းလေထဲမှာလက်ညှိုးနဲ့အချုပ်ပုံစံအင်းကိုဆွဲပြီးဘလူးကြီးနှကောင်စီကိုပြတ်ထုတ်လိုက်တယ်။ဘလူးကြီးနှကောင်ကအဲ့ဒီနေရာကနေလှုပ်လို့ကိုမရတော့။ကျုပ်လည်းဘိုးတေကိုတော်တော်အထင်ကြီးသွားပြီ။ဘိုးတေပြစ်လိုက်တဲ့အင်းပုံစံကိုဘိုးမင်းထင်သုံးတာလဲကျုပ်တွေ့ဘူးတယ်။ဒါပေမဲ့ဘိုးမင်းထင်ကဘိုးတေလိုမျိုးလေထဲမှာအင်းကိုဆွဲပြီးပြစ်တာမဟုတ်ဘူးဗျ။သူတို့လည်းဆက်သွားတော့ဘာနောက်ရှမမတွေ့ရဘူးဒီလိုနဲ့ခန်းမကြီးတစ်ခုတည်းကိုရောက်သွားတယ ခမ်းမာတွေမှာတော့ရွှေငွေကျန်တာတွေထည့်ထားတဲ့တစ်တာတွေအများကြီးရှိပြီးရွှေရွှေငွေတွေကလည်းအပြင်ကိုရှန့်ထွဲကြနေရ။တာမန်လူဆိုတရတနာတွေကိုမြင်ပြီးမယူဘဲနဲ့ပဲနေနိုင်လိမ့်မလဲ။ဘိုးတေကတော့ဒါတွေကိုတစ်ချက်တောင်မကြည့်ဘူးဗျ။ကျုပ်လည်းတရတနာတွေကိုမယူမိအောင်စိတ်ကိုမနဲ့ထိန်းထားရတယ်။ဒီလိုနဲ့ခမ်းမာရောက်တော့ခမ်းမာရဲ့ပပတ်လည်းမှာအခန်းတကားတွေအများကြီးကိုလည်းတွေ့လိုက်ရတယ်။ကျောက်ရည်တီတော့စုစုပေါင်း၈ခန်းရှိရဲ့ဗျ။ကျောက်ရည်နေတော့အရှိဘက်ကအခန်းတကားပွင့်သွားတယ်။ အခန်းထဲကနေစစ်မဲ့ဝိဆောင်တဲ့အယိုးစုနဲ့လူရှိယောက်ကလက်နက်တွေကန်ပြီးထွက်လာတယ်။ဒီကောင်တွေကျုပ်တို့ကိုတိုက်ခိုက်ဖို့လာနေရပြ။ဗိုးတရားလည်းသူ့လွယ်ထဲကနေအင်းကြက်လေးချက်ကိုထုတ်ပြီးမိရှို့လိုက်တယ်။ပြီးတော့အရှိကိုပြစ်လိုက်တယ်ဆိုရင်ပဲမီးလောင်ရဲ့အင်းကြက်ကနေရှေးခေတ်ဝိဆောင်တွေနဲ့ဓာတ်လန်ကိုင်းထားတဲ့လူလေးယောက်ဖြစ်ပြောင်းလဲသွားတယ်။ရှေးခေတ်ဝိဆောင်တဲ့လူလေးယောက်ကအယိုးစုလူရှိယောက်နဲ့တိုက်ခိုက်နေကြတယ်။ဗိုးတရားရဲ့ရှေးခေတ်ဝိဆောင်တဲ့လူတွေကို အယိုးစုနဲ့သူတွေကမရှင်းနိုင်ဘူးဗျတက္ကနာတွင်မှာပဲစင်မဲ့ဝိစုံနဲ့အယိုးစုတွေပြောက်ွဲသွားတယ်ဗျရှဲခေဝိစုံနဲ့လူလေးယောက်ကလည်းဘိုးတွေကိုဥညွတ်ပြီးပြောက်ွဲသွားတယ်အဲ့ဒီချိန်အကန်းရှေကန်စလုံးကနေကြောင်လေးတွေအများကြီးထွက်လာတယ်ကြောင်ပုံစံတွေကကြောက်စရာကြီးပဲမျက်နှာကစုပ်ချွန်ချွန်နေသူတို့ရဲ့ဗစက်တွေကိုလည်းဟထားတာကြောင့်သူတို့ရဲ့စူးထက်တဲ့အဆွဲတွေကို အတိုင်းသာတွေ့နေကြတယ်ဗစက်ကနေလည်းတင်ကြောင်ကြောင်နဲ့အစမပြတ်အော်နေရဲ့ဗျာ ဒီကောင်လေးကကျုပ်တို့ကိုဝိုင်းထားတာခမ်းမာတွေမှာအကြောင်းအော်တန်တွေကစုညံ့နေရပဲကျုပ်နားတွေမခံနိုင်တော့ဘူးဗျကျုပ်နားတွေကနေသွေးစာနဲ့နဲ့လေးတောင်ထွက်လာတာကိုသိလိုက်ရတယ်ကျုပ်ရဲ့ဘိုးတွေကိုကြည့်လိုက်တော့ဘိုးတရာကျိုးတစ်ခုကိုကင်ထားတယ်ဗျလက်ကလည်းကျိုးကိုစဆာကြည့်ပြီးတစ်ချက်မှာကျိုးကိုကြောင်အုပ်သေးကိုလှမ်းပြလိုက်တယ်ကျုပ်လည်းဘိုးတွေလောက်တာကိုနားမလည်လို့ကြည့်နေရဲ့ဘိုးတွေကပြစ်လိုက်တဲ့ကျိုးကိုပြန်ဆွဲလိုက်တော့ဟော့ကြောင်တသက်လေးတကောင်ပါလာတယ်ဗျအဲ့ဒီကြောင်လေးကအဝါရောင်လေး ဆန်တဲ့ကြောင်လေးအကုန်လုံးကအနက်ရောင်လေးပြ။အဝါရောင်ကြောင်လေးဘိုးတွေလက်ထဲရောက်တာနဲ့အော်နေရဲ့ကြောင်လေးအကုန်အတန်တိတ်သွားတယ်။အခုမှကျုံလေးနာကြီးတက်တာပြီးနေရတာအဆင်ပြေရပြ။ကျုံစိတ်တင်ဒီကြောင်ဝါလေးကကြောင်လေးအလုံးရဲ့ဘရင်ဖြစ်မယ်ပြ။ဘိုးတရာကြောင်ဝါလေးကိုကန်ပြီးတကူးကိုအာယုံဆိုင်နေတယ်။ကျုံစိတ်တင်ခမ်းမာတဲ့ကဘယ်ခန်းကိုသွားရမလဲဆိုတာအာယုံခန့်နေရထင်းနေ။ပြီးတော့မှကျုပ်တို့ညာဘက်ကအခန်းတစ်ခုကိုဝင်သွားတယ်။ကျုံလေးနောက်ကနေတိုက်ဝင်ခဲ့ရပါတော့။ အခန်းထဲရောက်တဲ့တည်းဘိုးတေကကျောင်းဝါလေးကိုခြေထားတော့မယ်။အခန်းထဲမှာကိုမြမင်းကိုတွေ့လိုက်ကြတယ်။သူတို့နားမှာလည်းအရန်လာတဲ့မိန်းကလေးတောင်နဲ့တူသူတို့ရဲ့ရန်ရွှေတော်တွေကိုလည်းတွေ့လိုက်ရတယ်။ဘိုးတေကသူတို့ကိုတွေ့တော့လက်ထဲမှာခြေထားတဲ့ကျောင်းဝါလေးကိုလှုပ်ပေးလိုက်တယ်။ကျောင်းဝါလေးကအမျိုးသမီးတစ်ယောက်စီပြေးသွားပြီးညံ့နေရဲ့။အမျိုးသမီးလေးကလည်းကျောင်းဝါလေးကိုသူ့လက်နဲ့ပုတ်သက်ပေးနေရဲ့ဗျာ။ကျုပ်လည်းသူတို့တွေကိုတေချာကြည့်မိရဲ့။အိုးလှလိုက်တဲ့မိန်းကလေးပဲဗျာ။ လှတာမှာတတော်ကိုလှတာကျုပ်ဘဝမှာဒီလောက်လှတဲ့မိန်းကလေးမျိုးကိုအခုမှမြင်ဘူးလားပြောသူတို့ကကျုံ့တဲ့ဘိုးတွေတို့ကို တွေ့ရောကြပါရှင်ကြပါကျမတို့ပြုစုပေးပါမယ်အဲ့လိုပြောပြီးရှေ့ကိုတိုးလာတယ်ဘိုးတွေကိုကျုပ်သိလိုက်တော့ခေါင်းခါနေရတွေ့ရတယ်ကျုပ်လည်းအနာကိုလာနေရဲ့မိန်းကလေးဝေစီကနေမွေးကြိုင်တဲ့အနံ့တွေကို ရှုံ့မိပြီးအသေးစိတ်လွတ်သွားတယ်အဲ့ဒီမျိုးသမီးတွေနဲ့ပျော်ပါဖို့ကိုကျုပ်စိတ်ကမထိန်ကျုံနိုင်တော့ဘူး အဲ့ချိန်ဘိုးတီကကျုပ်လက်ကိုကမ်းပြီးဖို့ထူစိတ်ထိန်ထားစမ်းအဲ့လိုပြောမှကျုပ်တတိပြန်ဝင်လာတယ်ဘိုးကိုကျုပ်ကျေးဇူးတော်တော်တင်သွားတယ်ပြီးတော့တော်တော်လေးရှက်သွားတာပြို့နန်းရွှေမသင်တို့နှစ်ယောက်ဟာပေါင်းဖဲလို့မဖြစ်နိုင်တာမသိဘူးလားသင်ဘသူလဲကျုပ်တို့နှစ်ယောက်ကြောင့်ဘာကြောင့်ဝင်ဆက်ဖက်ရတာလဲဘိုးတီနဲ့ဥษาဆောင်မလေးတို့ပြောနေကြတာဗျဘိုးတီခေါ်လိုက်ပါဥษาဆောင်မလေးနာမည်ကနန်းရွှေမဆိုတာကိုကျုပ်သိလိုက်ရတယ် ကိုမြတ်မင်းကတော့ကျုပ်တို့ကိုမသိတယ်လို့ခြေနေရဲ။ဒါကလည်းနန်းရွှေမောလှုပ်ထားလို့ဖြစ်မယ်။မြတ်မင်းကိုကျုပ်တို့လက်ထဲကိုပြန်ထည့်ပေးလိုက်ပါ။မောင်နှောက်ကိုရှင်တို့နဲ့မထည့်ပေးနိုင်ပါဘူး။မောင်နှောက်ကရောသူတို့နဲ့ပြန်လိုက်ချင်လို့လိုက်။နန်းရွှေမောကကိုမြတ်မင်းကိုမေးလိုက်တယ်။မလိုက်ပါဘူး။ကျုပ်ကနှမတော်နဲ့ပဲနေမှာ။ဘယ်ဥမှမသွားဘူး။ကိုမြတ်မင်းကျုပ်ဖို့ထူးလေ။ကျုပ်ကိုမမှတ်မိဘူးလား။အိမ်မှာကိုမြတ်မင်းရဲ့အဖေနဲ့အမေတွေစောင့်နေကြတယ်ဗျ။ ကျုပ်ဝင်ပြောလိုက်တော့မှကိုမြင်းမင်းကကျုပ်ကိုကြည့်ပြီးတစ်ချက်ငိုင်းသွားတယ်။အဲ့ဒါကိုမြင်တော့နန်းရွှေမော်ကကျုပ်ကိုဒေါသထွက်တဲ့အခြေအနေကြည့်ပြီးလက်ကတခုခုနဲ့ပြက်လိုက်တယ်ဗျ။ကျုပ်မျက်စိထဲမှာအလင်းတန်းလေးတစ်ခုကကျုပ်စီကိုလှည့်ခနဲထွက်လာတာကိုတွေ့လိုက်တယ်။ဘိုးတီကလည်းလှည့်နေဗျ။နန်းရွှေမော်ပြက်လိုက်တာနဲ့အင်းဆက်တခုကိုပြက်လိုက်တယ်။အလင်းတန်းနဲ့အင်းဆက်ထိပ်ပြီးပောက်ခွဲသွားတယ်။နန်းရွှေမော်တင်းရတင့်ထက်ကပုံကိုယ်တွေမသိအောင်မကောင်းမှုတွေကျွလုံမလို့လား။ တဲ့ုံကျုပ်တို့နာကြံမပြုတ်လို့ချင်းဦးဒါကြောင့်မြင်းမင်းကိုကျုပ်တို့နဲ့အေးဆေးပြန်ထက်ပေးလိုက်ပါမထက်နိုင်ဘူးမောင်နှောက်ကိုမထက်ပေးနိုင်ဘူးဘိုးတွေကပြောပေးမယ်နန်းရွှေမောကလက်မခံဘူးဒါနဲ့ဘိုးတွေကဒါဆိုလဲကျုပ်အဆုမဆုံနဲ့ကဲမြင်းမင်းမင်းတိတ်ချစ်ပါတယ်ဆိုတဲ့နန်းရွှေမောရဲ့တကယ်ရုပ်မှန်ကိုမင်းကြည့်စမ်းအဲ့လိုဆိုပြီးဘိုးတွေကနန်းရွှေမောတို့စီကိုအင်းချက်တစ်ချက်ပြက်လိုက်တယ်ဟုံးဟုံးဆိုတဲ့အတန်းနဲ့တူ အခန်းတက်ကိုလုံးလဲမိကုံးဝေးတွေပြည့်သွားတယ်။ခဏကြာမှမိကုံးတွေပျောက်သွားတော့အရှမ်းလှပတဲ့နန်းရွှေမုံနဲ့သူ့ရဲ့ရန်ရွှေတော်တွေကမျက်လုံးပြူပြူဗိုက်ပူပူနဲ့ကြောက်စရာပုံစံကြီးဖြစ်ပြောင်းလဲသွားတာကိုတွေ့လိုက်ရတယ်။အမလီမင်းမတူလဲနန်းရွှေမုံရောကိုမြတ်မင်းကကြောက်ကြောက်လန့်လန့်နဲ့ပြောတယ်။ကဲမြတ်မင်းကိုညှို့ပြီးပြူစားထတာပြီးအကုန်ပျောက်စမ်း။ဘိုးဒီကပြောပြီးကိုမြတ်မင်းရဲ့နှဖိုးကိုအင်းချက်တစ်ခုကတ်လိုက်တယ်။အဲ့ဒီတော့မှကိုမြတ်မင်းကဖို့တူ ငါတို့ဘယ်ရောက်နေရလဲလို့တက်ကိုကြည့်ပြီးမေးလိုက်။ကျုပ်လဲနောက်မှမေးကိုမြတ်မေး။အခုအိမ်မှာကိုမြတ်မင်းအဖေနဲ့မေးစောင့်နေရဲ့။အခုကျုပ်တို့နဲ့ပြန်လိုက်မယ်မလား။လိုက်မှာပေါ့ကွာ။နန်းရှင်ဘုံကတော့အဲ့ဒီဖြစ်ပျက်တွေကိုတွေ့ပြီးအယံတော်သာထွက်သွားတယ်။ပြီးတော့ပါဇက်ကနေလဲတက်ကြ။အကုန်လုံးကိုတက်ကြ။အဲ့လိုဆိုပြီးအတန်နဲ့ချင်းနဲ့အော်ရော်တာပဲ။သူ့အော်တန်ဆုံးတာနဲ့အေရှယ်မျိုးစုံနဲ့ပိတ်တာတွေကဓာလန်လက်နဲ့တွေနဲ့ပေါ်လာပြီးကျုပ်တို့စီကိုပြေးလာကြရော။ ဘိုးတွေကလည်းသူ့ရဲ့ညာဘက်လက်ကိုဆန့်ပြီးခရတာတပုတ်ကိုရွတ်နေရယ်။သူရွတ်နေတော့သူ့လက်ထဲကနေရွှေရောင်အလင်းတန်းတွေထွက်လာတယ်။အလင်းရောင်တွေကကျုပ်တို့သုံးယောက်ကိုလွှမ်းခြုံထားတယ်။လာနေတဲ့ပိတ်တာတွေနဲ့အလင်းရောင်ကို ထိရနေရှင်းဆက်တိုးမမရပဲပျောက်ကွယ်သွားတယ်။ကျုပ်တို့လည်းဝင်လာခဲ့တဲ့လမ်းအတိုင်းပြန်ထွက်လာခဲ့တယ်။တကားပေါင်နာစီကိုရောက်တော့ဘိုးတရာကျုပ်တို့ကိုအပြင်ကိုတွန်းထုတ်လိုက်တယ်။ကျုပ်နဲ့ကိုမြန်မင်းတို့တကားပအပြင်ပဲရောက်တာနဲ့ဟုံးဆိုတဲ့တကားပိတ်သွားတဲ့အတန်းနဲ့အတူ ကျောက်တို့အသေးစိတ်ကင်းမဲ့သွားခဲ့တော့တယ်။တတိယလာပြီဦးလေးရေကိုကြီးဖိုးသူတတိယလာပြီဗျ။ကျောက်နားထဲမှာအတန်တန်ကြားနေရတယ်ဗျ။ကျောက်မျက်လုံးကိုမနှဲဖွင့်နေကြတယ်။ကျောက်ကြည့်လိုက်တော့တန်ကလားကအော့နေရဗျ။ဖိုးသူမင်းတတိယလာပြီနော်။ကျောက်ဝေးနာကကိုမြင့်မင်းကပြောတယ်။ဟုတ်တတိယပြီကိုမြင့်မင်းကိုမြင့်မင်းဘေးကင်းနေနော်။အေးငါမင်းကိုကျေးဇူးအရန်တင်နေကွာဖိုးသူ။ရပါတယ်ကိုမြင့်မင်းဟာဒါနဲ့ဘိုးတီရော။ ကြောက်မိလိုက်တော့ဘေးနားကအူထွန်းကိုကဝင်ပြောတယ်။ဘိုးတရားအထက်ကတောင်းဝန်ပေးလို့တခြားနေရာကိုထွက်သွားပြီဖို့တူ။ဟုတ်လို့လားဦးလေး။ဘိုးဟာတိုက်ထဲမှာကြံခဲ့တာမဟုတ်ဘူးလား။ကြက်ကိုမလိမ့်နဲ့နော်။မလိမ့်မအောင်ဖို့တူရာမင်းတို့ကိုကိုကွန်ကိုမသွားခင်ဘိုးကငါ့ကိုပြောခဲ့တာ။ "तू ကမြမင်းရဲ့ဝိညာဉ်ကိုအရင်ကပြီးမှဥစ္စာဆောင်တွေကိုတရားချဆုံးမှာဖို့သူ့ကိုအထက်ကတောင်းဝန်ပေးထားတယ်တဲ့။မင်းတို့သွားပြီး၃-၄နာရီလောက်ကြာရင်ကိုကိုကွန်ကိုလာဖို့ပြောခဲ့တာ။" နှစ်နာရီမကြာခဲ့ပါပဲမြမင်းကတတိပြောင်းဝင်လာခဲ့တယ်။အဲ့ဒါနဲ့ကိုကုတ်ကုန်းကိုသွားကြည့်ရောမင်းရအပင်ရှိမှတတိလက်နေရဲကွာအဲ့ဒါမို့မင်းကိုဦးလေးတို့အိမ်ကိုပြန်ထမ်းလာကြပြီတတိလျောင်လုံနေရဦးထွန်းကိုရှင်ပြမှာကြုံနားလေသွားတယ်။ကျုပ်တတိပြန်လာတာကဦးထွန်းကိုတို့အိမ်မှာပြဒါကြောင့်အဖေနဲ့မေစိတ်ပူမှဆိုလို့ကျုပ်ရဲ့လွယ်လေးကိုလွှဲပြီးအိမ်ကိုပြန်ခဲ့တာပေါ့ဗျာ။အပြေမောင်ကလည်းနည်းနည်းမှောင်နေပြီဗျ။ကျုပ်လည်းအိမ်ကိုအမြန်ပြန်လျှောက်ခဲ့တယ်။ကျုပ်လည်းအိမ်ရောက်တော့အဖေနဲ့မေက ျုပ်ကိုစိတ်ပူပြီးတော့စောင့်နေရတွေ့လိုက်ရတယ်။ကျုပ်လည်းခဏနာပြီးအဖြစ်ပြက်အကြောင်းစုံကိုခရီးစဉ်အတွင်းကြာပြန်ပြောပြလိုက်တာပေါ့ဗျာ။အဖေတို့ကလည်းအဲ့ဒီကိစ္စကိုကြားပြီးအံ့ဩနေကြတယ်။ပြီးရနဲ့ကျုပ်လည်းကျုပ်အိယာစီသွားလိုက်တယ်။ကျုပ်လွယ်ရီထဲကပစ္စည်းတွေပြန်ဆက်လိုက်တော့ကျုပ်လွယ်ရီထဲမှာဘိုးမေးထင်ပေးခဲ့တဲ့အင်းတွေအပြင်တခြားအင်းချက်တွေပါပို့တွန်းနေရကိုတွေ့လိုက်ရတယ်။ပြီးတော့ပရီးတကုံလည်းပါတယ်ဗျာ။ဘိုးမေးထင်ပြောပြလို့အင်းတွေရဲ့အကြောင်းကိုကျုပ်အတော်အသိသိခဲ့ပြီးပြီ။ဒါကြောင့်ကျုပ်လွယ်ရီထဲကအင်းတွေက အစွမ်းထက်တဲ့အင်းနေမယ်ကျုပ်သိရပါဗျာဗတိကတော့ဘလို့အစွမ်းထက်တယ်ဆိုတာသိချာမသိသေးဘူးဗျာဒီအင်းချက်တွေနဲ့ဗတိကိုကျုပ်ကိုဘိုးတွေကပေးခဲ့တယ်ဆိုတာလေကျုပ်တွေးမိအေးကျုပ်လည်းစမတွေးရောပဲခြေလက်စေပြီးအိပ်ရာဝင်ခဲ့လိုက်တယ်နောက်နေ့မနေ့မှာတော့အင်းကလှုပ်ရှားရှိတဲ့အလုပ်ကိုလုပ်နေရပါဗျာငရုတ်ဆိုင်ဖို့ငရုတ်ကျဲထားအောင်ငရုတ်ပင်တွေရေသွားလောင်းနေဗျာကိုမြန်မင်းကတော့ကိုကိုကောင်းဘက်ကိုခြေဥတော်မှလှဲ့တော်ဘူးတဲ့လဲလဲသွားရင်လေလဲလဲမှာပဲနာပြီး အရင်ရတဲ့ကုတ်ကိုပင်တီဘက်တာမသွားတော့ဘူးဆိုတဲ့တင်းကိုလည်းကြားရတယ်။ဖြစ်ခဲ့တဲ့ကိစ္စကိုလည်းတော်တော်ကြောက်သွားလို့နေမယ်ဗျ။ဒါပေမဲ့အဲ့ဒီအဖြစ်ဖြစ်ဖြစ်ပြီးတဲ့နောက်ပိုင်းကုတ်ကိုကုံကဥစ္စာဆောင်နဲ့ပတ်သက်တဲ့အကြောင်းတွေကိုထပ်မကြားရတော့ဘူးဗျ။ဘိုးတီကဥစ္စာဆောင်တွေကိုတရားချဆုံးမလိုက်လို့ပဲဖြစ်မယ်လို့ကြောက်တွေးမိအဲ့။ကြောက်လဲဘိုးတီအကြောင်းကိုတွေးနေရင်လည်းငရုတ်ပင်လေးတွေကိုရှေးလောင်းဖို့ရေထန်းပုံးလေးပခုံးပေါ်တင်ပြီးတော့ထွက်လာခဲ့တော်တယ်ဗျို့။ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ ဆိုင်ရည်သူညံထက် ရောင်စင်ရေးသားထားတယ်။ဖို့ထုံးနဲ့ဥစ္စာဆောင်ပါလေဆိုတဲ့ဇလန်လေးကတော့ဒီမှာတင်ပေးပါပြီ။နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။